ားလုံးပဲမင်္ဂလာပါဗျ Rolling Record Channel မှာပြန်လည်ကြိုဆိုလိုက်ပါရဗျကျွန်တော်နေနဲ့ Trend မြန်မာဆိုတဲ့ခေါင်းစဉ်အောက်ကနေပြီးတော့မြန်မာနိုင်ငံအတွင်းသွားလာပြတဲ့ခေတ်စဉ်တွေကိုအဓိကထားပြန်လည်မျှဝေဖြစ်ပါတယ်အခုဒီပြက်ကနေမြင်ကွင်းများဆိုတဲ့အစီအစဉ်ကတော့ကျွန်တော်တို့တွိုင်းလာရင်းနဲ့ဒီရောက်ဖြစ်တဲ့ဖြက်ကနေမြင်ကွင်းတွေကိုပြန်လည်စုစည်းမျှဝေတဲ့အကြောင်းအရာဖြစ်ပါတယ် စနစ်ကျစီစဉ်ပြီးတော့ဒီလိုမျိုးရိုက်ကူးတာမျိုးမဟုတ်ဘဲနဲ့တွေ့ရတဲ့မြင်ကွင်းတွေကိုပြန်လဲမျှဝေတဲ့စီစဉ်ဖြစ်ပါတယ်အခုဒီစီစဉ်ကတော့ကျွန်တော်တို့ကလောကနေပြီးတော့အင်းတရမှာရှိတဲ့တရားချန်လေးတစ်ခုစီကိုသွားလေပြင်ရင်းနဲ့လက်မှတွေ့ရတဲ့မြင်ကွင်းတွေကိုအဲ့ဒီမှာတွေ့ရတဲ့မြင်ကွင်းတွေကိုပြန်လဲမျှဝေပေးမဲ့စီစဉ်ဖြစ်ပါတယ် အခုကျွန်တော်တို့ကကလောကနေပြီးတော့အဲ့ဒီပင်တရားထိသွားမှာပေါ့သူကမိုင်အဖြစ်နေဆိုရင်တော့မိုင်30ကျော်ကျော်လေးရှိမယ်အချိန်ကတော့တနာီ15လောက်မဟောင်းရမယ်ခီးစင်နေပေါ့ဒါကျွန်တော်တို့ကလောကနေထွက်လာပြီမိုးကြပြီမဲ့ထုံးစံတိုင်းမဲ့ဒီဘက်ဒေသကမိုးစောတယ်ဆိုတော့မိုးကြမြင်ကွင်းလေးဒီကတော့တာမန်ထပ်ပူပြီးစိမ့်စိမ့်ဆူဆူမြင်ရတာမဒီချက်မှာကလေဒါကလောအထွက်ဖက်ပါ ဒီနေရာလေးဆိုလို့ရှိရင်လည်းအဲတိုကိတ်အကျော်လေးပေါ့ဟိုးမှာအဲ့လိုမျိုးလဲထွန်နေတာလိုမျိုးတွေပါပြီးပါရှိတာဒီဘက်မြင်ွယ်လေးတွေရာလေတိုက်တိုက်ဆန်ဆိုင်ပဲရထားလာတာနဲ့ဆင်းပြီးတော့ကျွန်တော်တို့မှတ်တမ်းလေးတင်ပြတယ်အရင်တုန်းကတော့ရန်ကုန်ကနေပြီးတော့ရက်ဆောက်ထိရထားကရှိတယ်တားစီလို့ကောင်းတဲ့ခီးစင်လေးပေါ့တားလှတဲ့လမ်းကြောင်းလေးအခုကတော့တာစီကနေပြီးတော့ရှိတယ်တစ်ဖက်ကနှစ်ရက်လာမသိဘူးရှိတယ်ဗျအခုကတော့လေ ဒီလိုမျိုးရှူတွေကြားတဲ့ကတောတောင်တွေကြားတဲ့ဖြတ်ပြီးသွားရတဲ့အရာသာလေးโอเคตุล่ะตะอาเซ้งสู่อีบะลองหละเลยอ่าถ้าก็เนาะออมบั้นกูวินมีบ่ออมบั้นสู่ราก็เสร็จนี่ในตองบั้นมาอ่าที่อย่างเว ပွဲယုံတွေအများအပြားရှိတဲ့မြို့ပေါ့သူကတီးနှံအဓိကကတော့ဒီရှမ်းပြည်ရဲ့ထွက်ကုန်တီးနှံနေရွာနိုင်ငံနေရာနှံ့ကိုပို့တဲ့အချက်ချကြတဲ့နေရာလမ်းစုံမြို့လေးတစ်ခုပါ ဟုတ်ကဲ့သူကအဲ့ဒီကျွန်တော်တို့လမ်းစုံလေးရှိတယ်ပင်တရားလမ်းစုံလို့ခေါ်တယ်အဲ့ဒီကရောက်ကျွန်တော်တို့ဘယ်ဘက်ကိုခွဲထွက်ရမှာပေါ့ညာဘက်ကအဝါလမ်းလေးကအဲ့ဒါပြည်တော်စုလမ်းမကြီးကျွန်တော်တို့တောင်ကြီးကနေပြီးတော့ဟိုတချီလေးကြီးရောက်တဲ့လမ်းအခုကျွန်တော်တို့ဘယ်ဘက်ကိုခွဲထွက်မလဲဒီလမ်းစုံလေးမှာခွဲထွက်ရမှာပေါ့ဟုတ်ကဲ့ကျွန်တော်တို့ဟုတ်ပါဘောအောင်မန်နဲ့မြင်ကွင်းနေတော့ကျွန်တော်အချင်းချင်းပြနေပြီးသားဖြစ်တဲ့အတွက်လေတိတ်မပြဖြစ်တော့ဘူးအဲဒါကတော့အောင်မန်ကနေထွက်လာပြီးသွားရင်ဒီလိုမျိုးလေးနေမြင်ရတယ်တအားနှားတဲ့နေရာလေးပဲအောင်မန်ထွက်ဘက်ကလည်းလေဒီမှာကြည့်ဒီလိုမျိုး ဂျူရူဓာတ်ပုံကနေကြည့်ရင်တော့မှဒီလိုမျိုးမြင်ရတာဘလောက်လှလဲလို့ရောင်စုံကွက်လေးတွေနဲ့တကယ်ကိုလှနေနေရလေအဲမဟုတ်ကြရတဲ့ဖြစ်တဲ့အခါကျတော့စိုက်တာပြိုးတာဒီအလုံးလုံးနေကြပြီ လုံးနေကြပြီအာတချို့ထွင်ရတဲ့တချို့ကတော့စတင်စိုက်ပြိုးနေကြပြီပေါ့အာဒီဘက်တခုနေပဲကျွန်တော်တို့မြစ်တရရခဲ့ကျင်လာဒီဘက်ချမ်းလေးမှာကအကြောင်းကြောင်းကြောင့်ကျွန်တော်တို့အဆင်ပြေတာလေးနဲ့ပဲရဲရတဲ့အခါကျတော့ နည်းနည်းမြင်ခွင်းကနည်းနည်းလေးအဆင်မပြေဖြစ်နေပါတယ်အလင်းရောင်ကလည်းအားနေတယ်ပြီးတော့ lighting ကလည်း against ဖြစ်နေတယ်တုံးရတာလည်းဆိုတော့အဆင်ပြေလို့တုံးထားတာလေးဖြစ်တဲ့အတွက်ဒီဘက် channel လေးကတော့နည်းနည်းလေးတိခတ်ပေးပါကျွန်တော်တို့ဟိုဘက်ရောက်လို့ရှိရင်တော့ဟိုဘက်မှာကတော့အဆင်ပြေအောင်မှာဖြစ်ပါမယ်အဲအခုကျွန်တော်ဒါကျုံလန်းဆုံးပေါ့ကျုံလန်းဆုံးရောက်ကျွန်တော်အပြာလန်းလေးအတိုင်းလိုက်ရမယ်ဘယ်ဘက်ကိုကွေ့ထွက်သွားလို့ရှိရင်သူကရွာငယ်ဟန်မြင့်မို့မန္တလေးထိရောက်တဲ့လမ်းသူကဟိုမင်းမြဲ တောင်တော်တို့ပြီးတော့ခြေပြိုင်တို့သွားတဲ့လမ်းလေခုနလမ်းလေးကကျွန်တော်တို့ကညာဘက်ကိုခွဲထွက်လာတာဒါကကျွန်တော်တို့ပင်တယောက်သွားတဲ့လမ်းပင်တယောက်နေရက်ဆောက်ထိသွားလို့ရမယ်ဒီလမ်းကဒီမြင်ကွင်းလေးတွေလည်းဒီတိုင်းပါပဲကျွန်တော်တို့အအကြောင်းကြောင်းကြောင်းခီးမသွားဖြစ်သေးတဲ့သူတွေသို့မဟုတ်ရှမ်းပြည်တောင်ပိုင်းဒေသဘက်ကိုမရောက်ဖြစ်သေးတဲ့သူတွေအတွက်အဒါကမြင်ကွင်းရအောင်ပါကျွန်တော်တို့မျှဝေမှုတွေကိုအမြဲရှိနေတဲ့သူတွေအတွက်တော့ဒါကအချိန်ချင်းမြင်ပြီးသားဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်ဗျ တကယ်အေဂျင့်နဲ့တကယ်စိတ်နှမ်းတဲ့နေရာလေးတွေညင်ကွင်းလေးတွေအာဒီမှာအဲ့ဒါကကျွန်တော်တို့ရှေးအိုင်အခုနကျွန်တော်တို့ရေကန်လေးတွေပွေးလကန်ပွေးလကသူကဟိုကလည်းရှိတယ်ကျွန်တော်တို့ဟော်နန်းလည်းရှိတယ်ဗျာအေးပွေးလဆိုတဲ့ရွာလေးကတိတ်ပြီးတော့ဟိုမကြီးလာပြီမဲ့သူကဟိုတော်တော်လေးဟိုကဖြစ်တဲ့ရွာလေးဗျာဒီပွေးလဟော်ရှိတယ်ပြီးသွားလို့ရှိရင်ဟိုးမှာအဲ့ဒီတောင်ပေါ်ကျောင်းလေးရှိတယ်အဲ့ကနေကြီးတဲ့မြင်ကွင်းတွေကလည်းတအားလှတဲ့နေရာလေး ဒါကဒီပွေးလကန်ကပေါ်ထားတာတော့နှစ်နှစ်သုံးနှစ်ပဲရှိအောင်မထင်နေဗျ။ Okay အရင်ကကျွန်တော်ဆက်ထွက်လာပြီ။ဆက်ထွက်လာတော့ကြည့်တွေ့လား။အနီရောင်နဲ့အစိမ်းနဲ့စုံနေတဲ့အနီနဲ့စုံနေတဲ့အစိမ်းပေါ့။နီညူပေါ့။အဲ့မြင်ကွင်းလေးကတော်တော်လိုက်ဖက်တယ်လို့ပြောရမှာပဲ။နောက်ကနေမှခဲသားရောင်အရင်နဲ့ဆိုတားလှသွားပြီ။ Okay ဒီဘက်ကတော့ကျွန်တော်တို့နည်းနည်းလေးအစစ်ပြအောင်ပူရိုက်ထားတယ်ဗျ။ ဒါပေမဲ့အုံမိုးနေတဲ့အဲ့လိုတစ်ပင်ကြီးတွေရဲ့ရတာကလည်းတမျိုးလေးပဲဖြတ်သွားရတာနှွေပဲဆိုလို့ရှိရင်အရင်တိတာတော့ဗျာအဲ့နေရာလေးတွေကဒါအေးနေတဲ့နေရာတွေပေါ့လုံးဝဒီကောင်းကင်မြင်ကွင်းကျဲကြီးတွေလည်းမြင်ရတဲ့နေရာတွေဒီနေရာတွေကဟိုကျွန်တော်တို့စောင်းအကုံတွေအခုတွေပါလေဆိုလို့ရှိရင်နေကြရိုင်းတွေဝါထိန်နေအောင်ပွင့်တဲ့လမ်းတွေပေါ့ တပည့်ကျော်လေးနေဆိုလို့ရှိရင်လည်းအေးချမ်းချမ်းပဲအဲဒီနေရာဆိုလို့ရှိရင်လည်းဟိုညဘက်ကဝင်သွားရင်ဈေးတော်တစုရှိတယ်လေကျွန်တော်တို့မျှော်ဝေးဘူးပါတယ်ပြီးတော့ဟိုတမဲတို့ပါတို့အဲ့ရွာလေးပဲထိသွားလို့ရတယ်ဗျဟိုမှာကပင်တယောက်ပြက်ပြမြင်နေရပြီဒီဟာဆိုလို့ရှိရင်လေဒါကျွန်တော်တို့တစ်ခါမှတော့ဆင်ပြီးတော့မတမ်းမတင်ဖြစ်သေးဘူးရှေးအောင်ရေကန်လိုမျိုးပဲသူကအုတ်လေကားကြီးတွေရှိတယ်သူ့ဘေးမှာရွာလေးတွေကရှိတယ်ရွာလေးကဒီဘက်ကဝင်သွားတာဒီမှာရွာလေးကျွန်တော်တို့ကဒါတက်တက်ပဲဆက်သွားအောင်

ပင်တရားကိုဝင်ပါပြီဗျပင်တရားမြို့ဝင်ကျူစုရေးဆိုင်ပုတ်ပါဒီမှာဒါမှတ်တမ်းတင်တပုံရကြလေးရှိတဲ့နေရာလေးပါဓနုတို့ထာမြေဓနုတို့ထာနေပင်တရားမြေကိုရောက်ပြီးဖြစ်ပါတယ်ပင်တရားကသူကလေအော်ဒီပင်တရားရွှေဦးမြင့်လှိုင်ကူတို့ပုံတလုတ်ကန်တို့အစသဖြင့်နာမည်ကျော်တယ်ပေါ့ သူ့မြို့လေးကလုံးဝကိုအထက်မြက်အဆောက်အဦမရှိဘဲနဲ့တကယ်ဟိုးရင်ပုံစံအတိုင်းအခုထိအတော်များများထိမ့်သိမ်းထားနိုင်တဲ့မြို့လေးသူ့ဘူရင်ပုံစံမပြတ်ရှိနေတဲ့မြို့လေးတကယ်အေဂျင့်နဲ့မြို့လေးဒီဘက်ဒီမှာအခုညာဘက်မှာဆိုလို့ရှိရင် ခုနဟိုကရှိတယ်ပင်ဒီယာစေယုံရှိတယ်ပြီးတော့ရင်ခုရှိမှာဆိုလို့ရှိရင်အထက်ကတက်ရှိတယ် ီပင်ရအရာကတိရှိမှရှိတဲ့ဒီစိတ်ပန်းပင်ကြီးနေရာလေလေသူပွင့်ချိန်ဆိုတအားလှတာဗျတပင်လုံးရဲရဲနေနေအောင်ပွင့်တာပင်ရအချောင်းကတော့ကျွန်တော်တို့အတူမြတ်မြတ်မျှဝေထားပြီးဖြစ်ပါတယ်ဗျ ဘာဖြစ်လို့စိန်တလုံးကိုအဲ့ဗရမြန်ကမောက်ပြောင်းလဲလူကမာလူဩဩဟိုဘက်ကလူရုံးမှာဝင်ထားတယ်အင်းအင်းဒီဘက်ကဟာတွေကဒါသူ့မူရင်းလားဒီဘက်ကဟာတွေကအင်းလုံးတရား ဒါအလုံးကြီးမျိုးစီသေးပြောအလုံးကြီးမျိုးဆိုတာငါတို့ဟိုလိုမျိုးအကြီးကြီးဖတ်ပါတိရအေးအေးမီးတီးလို့လေအေးအေးအေးလေအကြီးကိုအစီသေးဟုတ်ဒီရကြအလုံးလီရီရလည်းအေးလို့ဘလောက်မိုက်လဲတော့ဘာကြီးချက်ဒါဒါအကြီးဟုတ်သေးဘူးเนาะချက်တော်တပိုင်းတပိုင်းချက်နေတယ် တီးတာတွေပါရှိနေအောင်ဟုတ်အဲ့တော့အိတ်ဆွတ်တွေပေါ့ဒီမှာကြားလို့ဒါလည်းသူဗရမြန်ငမောက်ပြောင်းတာစိန်ကလုံးစိန်ကလုံးကကျတော့သူကဟိုတီချာကြီးဆိုက်ရတဲ့အလုပ်သမားလူတွေပေါ့ကိုယ့်ကိုတပိုင်းတပိုင်းဆိုလို့ရှိရင်ကြာတော့နည်းနည်းခက်တယ် ခုနောက်ပိုင်းကသူကအပြင်အပင်ပြောင်းရတာလွယ်တယ်လေသူကဒီမူရင်းစိန်ကလုံးပင်ကိုခုနပရမယငမောက်အညွန့်နဲ့သူကဂိုင်းကူအဲ့လိုမျိုးဆက်လိုက်လို့ရှိရင်တခါလေသူကပြောင်းသွားအောင်ကျွန်တော်ဒီတော့တော့ဒီဘက်ဒီတားအေးတဲ့အမြင့်ပြီ၄တောင်ရှိတဲ့ဒေသတွေဆိုလို့ရှိရင်ဟာတည်ရသေးဆိုင်လို့မရအောင်အဲ့ဒီအောက်ဆိုလို့ရှိရင်ဆိုင်လို့ရတယ်ပေါ့သူကအဲ့လိုမျိုးကဘာမောတည်သည့်မျိုးစိတ်က၄00လောက်ရှိတာလေကျွန်တော်တို့တည်တာကတော့ဖြီးတွင်းမှာကတော့ဒါကျွန်တော်မသိတာတွေအများကြီးပဲဗျာသူကဟိုတချို့ပါတယ်ဆိုလို့ရှိရင်ဥမာကောက်ချိတ်တို့အာပါလေ အုတ်ရှစ်တို့ပြီးတော့လို့ရှိရင်ပြုတ်တငုံတို့မဲတော်လက်သေးတို့ဆိုကျွန်တော်ကြားတော့မကြားဘူးအများကြီးပဲဟိုအတိမတည့်ရဆိုတာဒါသူကတော့နာမည်ကျော်ပေါ့ငကူလေးကူပါအာရှေ့အာရှမှာနာမည်ကြီးတယ်မြောပြည်ကမန်လေးနဲ့တဲ့အဲ့ဒါကြားဘူးတယ်အောက်ပိုင်းကဆန်စုမေတည့်ရဆိုဆန်စုမေဆိုကျွန်တော်ကြားတော့မကြားဘူးအဲ့လိုကနေအများကြီးပဲမကြားဘူးတဲ့ဟာတွေလေအိုးတုတ်တို့ပြီးတော့လို့ရှိရင်ရွှေလောက်စာတို့ဆိုလည်းမကြားဘူး ဒါကတော့သူကဟိုထောဘက်ပင်လဲသူကအဲ့မှာရောဆိုင်ထားတယ်ထောဘက်ကအခုနောက်ပိုင်းဟက်သီးတွေကဈေးကြီးရယ်လေအလုံးတတိလေးနေတယ်ဒါကတော့သူကဟိုယူယူကျွန်တော်တို့အလုံးရှိလေးတွေကြာသီးတွေရှိအောင်ကြာသီးတွေကြာသီးသေးရအောင် Dwi wedi cael dŵn. Hala mi. Eisiau mynd ar ydy ဥပမာလည်းရှိတယ်ကြီးလက်ကအနေသားတစ်ခုရှိတယ်ချက်ပါတော့ကနအေးတိုင်းလက်ဆိုလည်းတော့ပူတိုင်းဒီပိုင်းနဲ့တော့ဒီမှာဒါဝတ်ချက်အဲဝတ်ချက်ပြီးတော့မှဒီမှာဒါတရချက်တလုံးယူဒါက အာဒီမဲ့ဒေတာတွေမှာကတော့အိမ်မှာအိမ်မှာတိတ်မနေကြဘူးသူတို့ဒီဟာတမီးဖို့ကြောင့်အာဂျင်းဒီတဲ့လူတွေဆိုဒီမှာပဲဧကန်နေဒီမှာပဲသူကခုံနေစပွဲတွေအကုန်လုံးထားထားနေလက်ဖက်ကိုဒီလိုမျိုးဧကန်နေပြကျွန်တော်တို့ရောက်ခါစားတော့ဒီဘက်နဲ့ဒလိနဲ့တိတ်မီဟိုမရင်းနှီးသေးလို့နောက်ပိုင်းကျတော့ဒီဘက်မှာလက်ဖက်ဆိုလို့ရှိရင်သူကလက်ဖက်အသားကိုချက်သွင်ပြီးနဲ့စီနဲ့နှက်ထားတယ်ဒီချွတ်နေရာမှာမြေပဲကြောင်းနေအချွတ်နေရာဆိုရင်ပဲချမ်းကြောင်းနေဧကန်နေဒါပဲကျွန်တော်တို့မန်လေးတို့အခြားမြေပြန့်တို့လိုမျိုးလက်ဖက်တုပ်လိုမျိုးအဲ့လိုမျိုးမဟုတ်ဘူးဒီမှာကြည့်ဒါသူတို့မီးဖို့ကြောင်း ပုံစံမျိုးဒီလိုပုံစံမျိုးလေးအခုနမြေပဲဆိုလဲချက်ချင်းလှော်ပြီးတော့ဒီလက်ပတ်သားနှက်ထားလဲဆိုမှုင်းနေတာပဲဗျတအားသူသူဒီဘက်ပုံစံလေးပေါ့ဟုတ်ကဲ့ကျွန်တော်ဒီဘက်မျှဝေခြင်းကတော့ဒီမျှပဲဖြစ်ပါတယ်ဗျကျွန်တော်တို့မျှဝေပေးနေမှုကိုကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ